ဒီလိုအရေးကြီးတဲ့တိုင်းစစ်ဌာနချုပ်မျိုးကိုဒါရှေ့မှာလည်းဖြစ်စဉ်တွေအများကြီးရှိတယ်ဗောနော်အဲတခါလေပြင်းလိုက်ရင်အလုံး10နဲ့ချီမင်္ဂလာပါအဲကျွန်တော်ဒီတစ်ခေါက်လဲဒါတယောက်ထဲတင်ဆက်မှာပေါ့နော်အဲ့တော့ထူကြသတင်းလေးတွေထူကြဖြစ်စဉ်လေးတွေကျွန်တော်တွေ့ထားတယ်ပေါ့နော်အဲ့ဒါတော့နမခလို့ခေါ်တဲ့နောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုဒါကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေက ရှော့လိုက်တော့သုံးလုံးနဲ့ပေါ့နော်တရားခုမမသုံးလုံးနဲ့သွားပြီးတော့တွေ့တယ်ပေါ့တွေ့တော့ဒါနမခအဲထိခိုက်ကြဆုံးရှင်းတော့ဒါသူတို့ဆက်ပြီးတော့စုံစမ်းစဲပေါ့လေနော်ဘလိုပဲဖြစ်ဖြစ်တွေ့လိုက်နိုင်တယ်အောင်မြင်တယ်ပေါ့ဗျာပြောရရင်တော့အဲအဲ့ဥစ္စာလည်းအားရစရာကောင်းတယ်နမခတဲမှာဆိုရင်အခုအချိန်နေရသူက MI 17လို့မျိုးဒါတေယူပို့ဆောင်ရဲရင်နေအသင့်ပြင်ထားရတယ်ရှိတယ်ပြောကြတော့ဒါပါရာမီတာလို့ခေါ်တဲ့ဒါဆက်တက်လေဒီတွေနဲ့ဒါဘေးနားဘက်ဝင်းကျင်ပေါ့နော်အဲတိုင်းစင်တာနာချုပ်ဘေးနားဘက်ဝင်းကျင်နေရစပတ်ပြီးတော့ကင်းထောက်တာမျိုးတွေလုပ်တယ် drone အနေနဲ့ကင်းထောက်တာမျိုးလုပ်သလိုဒီ satellite lady တွေ drone အနေနဲ့သူတို့အတွက်မတင်ကြဘူးသူတို့အတွက်စိတ်ပူရမယ့်အခြေအနေမျိုးဖြစ်တယ်ဆိုတဲ့နေရာမျိုးတွေကိုဘုံကျဲတိုက်ခိုက်တာမျိုးတွေလည်းလုပ်နေတဲ့အခြေအနေမျိုးပေါ့နော်အဲ့ပြော်ဒါနာမခဆိုတာလေဒါစကိုင်းတို့ဒါမကွေးတို့ချင်းတို့စတဲ့နေရာဒီမှာရှိတဲ့ဒီတက်ရင်နေပေါ့နော်ချီလင်းချင်းမြန်တက်တွေပြီးရင်လက်ယုံတက်ဖွဲ့တွေကိုဒါကိုကဲရတဲ့ဒါဌာနချုပ်နေရာမျိုးအဲ့ဒါရေးကြည့်တယ်ပေါ့နော်ပြောရမယ်ဆိုရင်အညာမြေတော်လန်ရေးအတွက် ရေးကြီးတဲ့တိုင်းစစ်ဌာနချုပ်တစ်ခုပေါ့ဗျာအဓိကရေးပါတယ်တိုင်းစစ်ဌာနချုပ်တစ်ခုအဲအဲ့လိုနေရာမျိုးကိုကျွန်တော်တို့တပ်ဖွဲ့တွေကအကြိမ်ကြိမ်ပြင်းလာဒီလိုနေရာမျိုးဒီလိုရေးကြီးတဲ့တိုင်းစစ်ဌာနချုပ်မျိုးကိုဒါရှေ့မှာလည်းဖြစ်စဉ်တွေအများကြီးရှိတယ်ပေါ့နော်အဲတခါလေပြင်းလိုက်ရင်အလုံး10နဲ့ချီအဲအဲ့လိုမျိုးပုံစံမျိုးနဲ့ပြင်းခဲ့တဲ့အနေထားတွေပေါ့အဲဒီလိုမျိုးသူတို့အတွက်အရေးကြီးပါတယ်ဆိုတဲ့နေရာမှာသူတို့ကအမြဲတမ်းလုံခြုံရေးတွေတိုးမြင့်တာမျိုးတွေသူတို့လုပ်တယ်အဲလုံမျိုးချထားတာမျိုးတွေလုပ်တယ်အဲခုနလိုပေါ့နော်ဒါ နည်းမြေစိုးမိုးမှုရအောင်အတွက်သူမျိုးစုံနှီးမျိုးစုံနဲ့တုံးနေတဲ့အခြေအနေမျိုးမှာကျွန်တော်တပ်ဖွဲ့တွေကရရင်ရတယ်လို့သွားပြီးတော့ပြင်းနေတဲ့ဟာကြီးကတော်တော်အားရစရာကောင်းတယ်အဲသူကလည်းသူဘလိုပဲဖြစ်ဖြစ်ပေါ့နော်နေစားတွေကြက်မယ်ပြီးရင်ဒီလောက်ထိလုံခြုံရေးတွေချထားတဲ့ဂျားတွေအမှအဲခုနလိုမျိုးတိုက်ခိုက်ခံရတယ်ဆိုရင်အထက်ကနေပြီးတော့သူ့အရေးယူလာတယ်လုံးမယ်အဲကြအစင်းစင်တော့အရေးယူမှုတွေကြောင့်မလို့အိုက်ထဲမှာရှိတဲ့ကောင်တွေကတလုံးမဲ့သွားကြကြနှလုံးမဲ့သွားကြကြတော်တော်ကိုစိတ်သက်ပြပြနေမယ်အနေထားမျိုးတွေဖြစ်နေတာပေါ့နော် နောက်ထပ်ထူးခြားမှုတစ်ခုအနေနဲ့ကတော့လက်ရှိနမခတိုင်းမှုလုပ်နေပါတယ်ဆိုတဲ့သူကပေါ့နော်ဒါနမခတိုင်းမှုပေါ့နော်သူကရှမ်းမြောက်မှာစစ်တုံးဝန်းဖြစ်ခဲ့မှုတဲ့ဗိုလ်မှူးချုပ်မျိုးမင်းထွေးအဲကောင်ပြန်ပြီးတော့ခန့်အပ်ပြီးတော့တာဝန်ပေးထားတာဖြစ်တယ်အဲကြောင့်အဲစစ်တုံးဘန်းဗိုလ်မှူးချုပ်ဦးစီးတဲ့တိုင်းပေါ့ဗျာတိုင်းစစ်ဌာနချုပ်ပေါ့အဲအဲ့လိုနေရာမျိုးဆိုတော့ဒါသူကလည်းသူဖြိုပြဲဖြစ်တယ်ဆိုတော့မဆက်မှုပေါ့နော်အဲဒီဒီအခြေအနေတည်းရဆိုရင်ဒါသူကတော်တော်လေးကိုအကျက်တဲရင်ဆိုင်နေရမှအနေထားရှိတယ်။ဘာလို့လဲဆိုတော့ရှေ့မှာလေသူကစစ်တုံးမှန်ဖြစ်ခဲ့ဘူးတော့ သူ့ကိုဒါအထက်ကနေမင်းအောင်လိုင်းလို့កောင်မျိုးပေါ့ဗျာအဲ့လိုកောင်မျိုးတွေကသူကမင်းဒါတော့မလုပ်နိုင်ဘူးလားမင်းရှေ့မှာလည်းဒီလိုပုံစံမျိုးဖြစ်ခဲ့တယ်ဆိုတဲ့ပုံစံမျိုးနဲ့အမြဲတမ်းပြောဆိုခံနေရမှအနေထားအဲ့သူ့နေရာကနေနေကြည့်မယ်ဆိုရင်ပေါ့ဗျာအဲ့လိုအဲ့လိုကြုံနေရတဲ့အနေထားပေါ့အောက်ကកောင်နေရဲ့ဒါအနေထားကိုပြန်စဉ်းစားမယ်ဆိုရင်လေဒါစစ်တုံးမှန်ဗိုလ်မှူးချုပ်တယောက်ကပြောတဲ့စကားအမိတ်ပေါ့နော်ပေးတဲ့အမိတ်ဒါမျိုးကိုအောက်ကកောင်နေကကောင်းကောင်းမလိုက်နာမယ်လို့ထင်သလားပေါ့နော်ထင်သလားဒါပေမဲ့လိုက်တော့လိုက်နာမှာပဲဒါစစ်တပ်ကတော့သူအကြောက်တရားနဲ့တွားနေတာဖြစ်တဲ့အတွက်သူလိုက်နာမယ်ဒါပေမဲ့ သူတို့ရဲ့ကြားထဲမှာရှိတဲ့ဒါဆက်သွယ်မှုကိုစဉ်းစားကြည့်မယ်ဆိုရင်တော်တော်လေးကိုစိတ်ပြက်စိတ်ညစ်စရာကောင်းမယ်ပေါ့နော်ဒီတိုင်းမှုလုပ်တဲ့ကောင်ကလည်းအာငါတုံမှန်းဖြစ်ခဲ့ဘူးတော့အောက်ကိုဘလို့ပြောရမလဲဆိုတဲ့စိတ်မျိုးတွေရှိမယ်အောက်ကကောင်တွေကလည်းရှေ့တင်သာဒါလုပ်ပါမယ်လုပ်မယ်အဲလုပ်ရင်သာလုပ်မယ်ပေါ့နော်ဒါပေမဲ့စိတ်ထဲမှာတော့ဟာကွာ तू ကကြတော့စစ်တုံမှန်းဖြစ်ခဲ့ဘူးပြီးတော့ပေါ့နော်ငါတို့လာပြီးတော့ဒီလိုမျိုးတွေလာခိုင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေလည်းရှိမှာပေါ့နော်အဲဒါကြတော့တက်တွင်းစီလုံးညွညွမှုအနေနဲ့ပြောမယ်ဆိုရင်လည်းတော်တော်လေးကိုဖျော်ဖျဲဖြစ်နိုင်နေတဲ့အနေသားပေါ့နော်အဲနောက်တစ်ခုကတော့ဒါကြောင့် ော်လိုင်းတက်ဖွဲ့အနေနဲ့စဉ်းစားချင်းချင်းတဲ့အရာပေါ့နော်အခုဆိုရင်ဒါဒီမျိုးမင်းထုံးလောက်ကောင်မျိုးတွေအဲပြီးတော့ဒါဒီဟိုဘုံမှာကြောင်းကြီးလုံနေတဲ့စစ်တုံပန်းကောင်မျိုးတွေအဲ့လိုကောင်မျိုးတွေကတကယ်တကယ်ပြောရင်စစ်တုံပန်းဖြစ်ခဲ့တယ်ဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရအရှင်ဖမ်းခြင်းကိုခံခဲ့ရတာပေါ့နော်အဲ့တော့အဲ့လိုကောင်မျိုးတွေကိုအခုလိုပြန်လှုပ်ပေးလိုက်တဲ့အခါအကြောင်းမျိုးမျိုးကြောင့်ပေါ့ဗျဒါကျွန်တော်တို့မသိနိုင်တဲ့အကြောင်းအရာတွေလည်းရှိမှာပေါ့လားအဲ့လိုအကြောင်းမျိုးနဲ့ပြန်လှုပ်ပေးလိုက်တဲ့အခါဒီကောင်တွေကအေးအေးဆေးဆေးတက်တက်တတာ ဟိုငင်းငင်းဆိုင်ဆိုင်နေတဲ့ပုံစံမျိုးဖြစ်မနေဘူးဒါအခုဆိုရင်ဒါသူပထွေးပြန်ပေးတဲ့ယာတုမျိုးကိုယူတယ်အာနာမျိုးကိုယူတယ်ယူပြီးရနဲ့ခုနလိုဒလိုင်းတက်ဖွဲ့တွေကိုပြန်ပြီးတော့တိုက်ခိုက်ဖို့အတွက်ကိုပဲသူလှုပ်နေရတယ်ဗောနော်လှုပ်လဲလှုပ်နေသူကသူလှုပ်ချင်ချင်မလှုပ်ချင်ချင်ဒီယာတုကိုပြန်ပေးပြီးလှုပ်ခိုင်းတာဖြစ်တော့တယ်သူလှုပ်နေရတယ်တကယ်တော့စစ်တုံပန်းဖြစ်ပြီးသားအခုလည်းကျွန်တော်ကပြန်ပြီးတော့တိုက်နေရတယ်ဒီကောင်မျိုးပဲပြန်တိုက်နေရတယ်ဆိုတော့ကျွန်တော်နည်းနည်းတော့စဉ်းစားနေတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်ကိုထပ်ပြီးတော့စစ်တုံ့ပန်းဖြစ်တာမျိုးတွေလည်းကျွန်တော်ထပ်တွေ့ရင်တွေ့ရအောင်ပါပဲ ဒါကြအဲ့လိုမျိုးအစအနေပြန်လုပ်နေရတဲ့သဘောဖြစ်မနေဘူးလားပေါ့နော်ပြီးတော့ကျတော့ဒါအာရခတက်တော် AA ဆိုရင်ခုနလိုမျိုးထုတ်ပြန်ချက်မျိုးတွေအဲထွက်ဆိုချက်မျိုးတွေပေါ့နော်ထုတ်ပြန်ချက်တွေလုတ်ပြီးတော့ဒါထွက်ဆိုခိုင်းတာမျိုးတွေရှိတယ်အဲအားရစရာကောင်းတယ်ပေါ့နော်အဲအဲ့လိုပုံစံမျိုးတွေကျွန်တော်တို့ကပြင်းလို့မရဘူးလားဆိုတဲ့ဟာမျိုးတွေလည်းပြန်ပြီးတော့ဒါစဉ်းစားကြည့်စေချင်တယ်ပေါ့နော်ဒါကတော့နောက်ွယ်ရအကြောင်းအရာတွေကျွန်တော်တို့ အဲတိတ်တော့လလန်းမမိဘူးပေါ့ဒါပေမဲ့လည်းပြန်စင်းစားရမယ်အရာပေါ့အခုလိုမျိုးပြန်ပြီးတော့အကောင့်ကြီးကြီးကောင်းနေပြန်လှုပ်ပေးလိုက်တဲ့ခါကျတော့ကျွန်တော်တို့ဒေါ်လိုင်းတက်ဖွဲ့တွေကိုပြန်ပြီးတော့အနေပြုတ်မဲ့နေထားတယ်ဖြစ်လာတယ်နောက်မှခောက်လို့နေရာမျိုးကိုပြန်ပြီးတော့သူတာဝန်ပေးတဲ့ခါဒီစကိုင်းဘက်မှာဒါအညာဘက်မှာဒုက္ခပေးတဲ့လောက်ရက်မျိုးတွေသူတို့တွေလုံနေကြရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကအစအနေပြန်စားရမယ်ပုံစံဖြစ်နေတာပေါ့အဲ့တော့ကျတော့သဘောတစ်ခုဖြစ်စေချင်တာတကယ်လို့ဒါဒီလိုပြန်လှုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့ဘက်ကနေပြီးတော့ဒါစစ်ကောင်စီပေါ့နော်မင်းအောင်လှိုင်က မတရားသောနီလန်းနေနဲ့ပုံမှန်မျိုးမျိုးတက်ပြီးတော့ဖန်စီအချင်းချထားတဲ့ရောက်တဲ့လူတွေရှိတယ်ပေါ့နော်အများကြီးပဲဒီလိုမျိုးပုံစံမျိုးတွေရှိတယ်အဲ့တော့ကြအဲ့လိုမျိုးသူတွေနဲ့ကျွန်တော်လဲလဲလို့မရဘူးလားဒါမျိုးဒါမျိုးလေးပေါ့ဒါကျွန်တော်စဉ်းစားမိတဲ့အမြင်ပါအဲ့တော့ကြအဲ့လိုမျိုးနောက်ဆုံးပြန်လွတ်ပေးရမယ်ဆိုရင်တော့မှဒီလိုမျိုးအကျိုးမြတ်ရတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့လုံးလုံးမရဘူးလားဆိုတာလည်းစဉ်းစားသင့်တယ်နောက်ဆုံးပြန်မလွတ်ပေးဘူးကွာဘာဖြစ်လို့လဲဆိုတော့ဒီလိုမျိုးပုံစံမျိုးတွေပြန်တိုက်နေတာဖြစ်တဲ့အတွက် လွတ်ပေးဘူးกว่าဆိုတော့ဆုံးဖြတ်ချက်မျိုးလဲကျွန်တော်တို့ချလို့ရတာပဲပေါ့เนาะအဲကြောင့်ဘလိုပဲဖြစ်ဖြစ်ဒီဥစ္စာကဒါနောက်ဆိုရင်ထည့်သွင်းစဉ်းစားရမယ့်အရာမျိုးတွေဖြစ်လာတယ်အရှိပိုင်းမှာဆိုလဲဒါတို့ညာဒေတာပတ်တွေကစစ်ကြောင်းတွေကအတီတကျနေလို့မရဘူးစခန်းတွေတိဆောက်လို့မရဘူးအဲ့တော့ရွှေရှားသွားလာနေရတဲ့အခါဖမ်းမိတဲ့စစ်တုံးမန်းတွေအချို့ဆိုလဲဒါသူရဲ့စိတ်သက်ပြောင်းလဲလာပြီဆိုတဲ့အချိန်မှာပြန်ပြီးတော့လွတ်ပြေးလိုက်မိတဲ့ဖြစ်စဉ်မျိုးတွေလည်းရှိမှရှိခဲ့ဘူးလေ။အဲကြအဲ့လိုကောင်မျိုးတွေကိုပြန်ဖမ်းတယ်။သူကတော့လွတ်အောင်ပြေးတယ်ဒါပေမဲ့မလွတ်တဲ့အခါပြန်ဖမ်းခံရတယ်။ဖမ်းခံရပြီးတော့ ဒါစစ်တပ်ထဲမှာပဲပြန်ပြီးတော့တာဝန်ပေးပြီးပြန်တိုက်ခိုင်းနေတဲ့အဖြစ်မျိုးတွေလည်းရှိတယ်ပေါ့နော်။အောက်ကအဖွဲ့တော်အဲ့လိုရှိတယ်ဆိုရင်အထက်ကကောင်နေဆိုရင်ပို့ပြီးတော့ချင်းနေဆိုတယ်အခုလိုမျိုးယာရုအာနာရှိတဲ့အကြီးကောင်တွေဘိုင်းကိုပေးလိုက်တဲ့ခါကျတော့ဒါကျွန်တော်တို့ထည့်ပြီးတော့နောက်ဆိုရင်စဉ်းစားရမယ့်အချက်တစ်ခုဖြစ်လာတယ်ပေါ့နော်။အဲ့တော့ဒါနမခအချင်းကြီးကြီးမယ်ဆိုရင်လည်းဒါဘလို့ပဲဖြစ်ဖြစ်စစ်တုံးပန်းဗိုလ်မှူးချုပ်တယောက်ဦးစီးတာဖြစ်တဲ့အတွက်ဒီတိုင်းကြီးကတော့ အမြဲတမ်းကိုဒါဖျို့ဖျဲနဲ့ဖြစ်နေလိမ့်မယ်အခုဆိုရင်လည်းရှေ့ရှေ့ဖြစ်စင်နေမှာဆိုလည်းအများကြီးတော်လျှောက်တိုက်ခိုင်းရတယ်ရင်းနှန်းနေဖြတ်ပြီးတိုက်ခိုင်းရတယ်စစ်သုံးပန်းနေအရှင်မိတယ်အဲပြီးတော့ကျတော့ဒါခုနလိုဒါအဲရှောင်းတခင်ပေါ့နော်တော်တော်ပြီးတော့အခွင့်အရေးရတိုင်းမှာသွားပြီးတော့ပြစ်တဲ့ခတ်တဲ့ဟာမျိုးတွေရတယ်အများကြီးရှိတယ်ပေါ့နော်အဲတော့ဒါနမခဆိုတာလေစစ်သုံးပန်းဘုံဘူးချုပ်တယောက်ဦးစီးနေရဖြစ်တဲ့အတွက်ဒါမကြခင်မှာဒါအောင်မြင်မှုတွေထပ်ပြီးတော့ရမယ်လို့လည်းယုံကြည်မိတယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါကျွန်တော်ဗဒောင်းမြို့နယ်နဲ့ဒါဗမော်ဘက်တိုက်ပွဲတွေမှာပေါ့နော် ပါစတယ်ပေါ့နော်ပြည်သူစစ်မှုတမ်းဥတွေကြောင့်မလို့အတင်းအဓမ္မစုဆောင်းခံရတဲ့လူငယ်တွေယာနဲ့ချီပြီးတိတ်ဆုံးနေပေါ့နော်အဲ့လိုတိတ်ဆုံးနေလူငယ်တွေကိုဒါတက်ဆိုင်ရာသူတို့ရဲ့မိသားစုတွေမိဘတွေဆွေမျိုးတွေဒါမျိုးတွေစီကိုအတိမပေးဘူးဆိုပြီးတော့လည်းသိရဒါကတော့ဖြစ်နေတာကြာပြီဒါယာနဲ့ချီပြီးတိတ်ဆုံးနေပါစတယ်အများကြီးရှိတယ်ဒီဘက်တွေမှာလည်းရှိတယ်အခြားဘက်တွေမှာလည်းရှိတယ်နိုင်ငံရဲ့နေရာအနှံ့ပြားမှာသူတို့တွေအသုံးပြုပါတယ်ဆိုတဲ့နေရာအနှံ့ပြားမှာပေါ့နော်ဒီပါစတွေအများကြီးပဲဒါတည်ခြင်းပျက်စီးနေကြရရှိတယ် ဒါပေမဲ့လုံးဝမိသားစုကိုအသိမပေးဘူးအဲဒါကြောင့်မိဘတွေအနေနဲ့ကိုသားသမီးအတွက်ဒါထည့်သွင်းပြီးတော့စဉ်းစားသင့်တဲ့အရာဖြစ်တယ်နောက်တစ်ခုကစစ်တပ်ကိုထောက်ခံပြီးတော့ဗောနော်မင်းအွန်လိုင်းခိုင်းသမျှလုံမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝင်သွားမဲ့လူတွေကဒါကိုစဉ်းစားသင့်တယ်ဗောနော်လက်ရှိအခြေအနေမှာပါစတွေဘာဖြစ်နေသလဲပါစတွေဘလို့အခြေအနေရောက်နေသလဲအဲအရှိမရှိတဲ့ဒါစီနီယာစစ်သားတွေပေါ့ဗျာမင်းအွန်လိုင်းစီနီယာစစ်သားတွေအတွေ့အကြုံရှိပါတယ်ဆိုတဲ့ကောင်းနေတော့မှဒါဟိုနေ့ကဒါဘောလခဲမှာတွေ့ရလားအဲဒါဘောလုံးကန်လို့လှိမ့်ကန်ကန်နေရတော့ဗောနော် ဲ့လိုမျိုးနေထားတဲ့ဂျုံနေရတယ်ဒါလက်ပြန်ကျိုးတုတ်ခံနေရတယ်ပြီးတော့ကျခေါင်းဖြူဖြူကြီးတွေနဲ့ခုနလိုတုံမန်းဖြစ်နေရတယ်တိုက်ပွဲမှာအယိုးဆွေးသွားတဲ့အထိပေါ့နော်အလောင်းတော်ပြန်မြပဲနဲ့တကြိုနေရတယ်ဒီလိုမျိုးအဟောင်းနေတော်မှာအဲ့လိုဖြစ်နေတဲ့အချိန်မှာဒါစစ်တင်တန်းလေးကိုလာပိုင်းလောက်ပဲပြီးပြီးတော့ချိုးရီဆိုရင်တင်တန်းတော်မှာပြီးပဲနဲ့ပြန်လှုပ်ပြီးတော့တိုက်ခိုင်းနေတဲ့အခါမင်းတို့တွေဘယ်လိုမျိုးရှင်သန်ရည်ထည်အတွက်များတိုက်ကြမလဲပေါ့နော်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့တွေကနေ့စဉ်နဲ့များတိုက်ပွဲတွေနဲ့ထိတွေ့ဒါအတွေ့အကြုံတွေပုံများပို့ပြီးတော့စွမ်းရည်တွေပြည့်ဝလာတဲ့အချိန်မှာ မင်းတို့အခုလိုမျိုးအဖွဲတွေကိုဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ဟာမျိုးကိုမဝင်ခင်တည်းကစဉ်းစားသင့်တယ်ပေါ့နော်။ဒါပေမဲ့လည်းအဲ့ဟာကမှမရဘူးကွာ။အဖေခိုင်းတဲ့အတိုင်းလုပ်မယ်ကွာ။မရောက်လဲငါတို့အဖေကွာငါတို့ဘကွာဆိုပြီးတော့သွားတယ်ဆိုရင်တော့လေနော်လို့မိသားစုရင်ကျုံရုံပြေပုံမရှိဘူးပေါ့နော်။ဒီဘက်ကတော်လိုင်းတက်ဖွဲတွေကတော့စိတ်ကြိုက်ပဲပေါ့နော်။အဲနောက်တစ်ခုကဒါဆက်ဆက်မိလို့ပြောရမယ်ဆိုရင်ဒါဗမောအခြေအနေပေါ့။ဗမောတိုက်ပွဲအခြေအနေကတော့ဗမောမှာတိုက်ပွဲတွေပို့ပြီးတော့ပြင်းထန်လာတယ်။ဒီရဲ့ပိုင်းထဲမှာပြန်ဖြစ်လာတယ်ပေါ့။ဒါပေမဲ့တိုက်ပွဲတွေပြန်ဖြစ်တဲ့အချိန်မှာပေါ့နော်။တိုက်ပွဲပြန်ဖြစ်တဲ့အချိန်မှာထူးခြားတဲ့ဟာဗာလဲဆိုတော့ စစ်တပ်ကထိုးစစ်ဆင်လို့တိုက်ပွဲဖြစ်တဲ့အနေအထားမဟုတ်တော့ဘဲနဲ့တော်လိုင်းတပ်ဖွဲ့တွေကထတိုက်လို့တိုက်ပွဲပြန်ဖြစ်တဲ့အနေအထားဖြစ်လာတယ်။ပြောရရင်တော့စစ်တပ်ကထိုးစစ်ဆင်နိုင်တဲ့အင်အားမရှိတော့ဘဲနဲ့ခန့်စစ်ပုံစံသဘောမျိုးဖြစ်လာတယ်။အဲလုံးဝခန့်စစ်ကိုဆင်နေရတဲ့အနေအထားအပြီးတော့ဒါတော်လိုင်းတပ်ဖွဲ့တွေကနေမအားညမာဒါအလုပ်တွေစူးစမ်းပြီးတော့လှုပ်ဆောင်နေကြတယ်။အောင်မြင်မှုရဖို့အတွက်ကိုစူးစမ်းနေကြတယ်။စစ်တပ်ရဲ့အင်အားအခြေအနေကိုကြည့်မယ်ဟဲ့ဆိုရင်လည်းစစ်တပ်ကအခုဆိုရင်ဒါဗမုံမှာစုနေပါတယ်ဆိုတော့အင်အားတွေကရှေ့ပိုင်းကာလပေါ့နော်တလျှောက်မှာဗမုံကွင်ထဲမှာရှိတဲ့ ဒါစစ်စခန်းတွေပေါ့နော်စစ်စခန်းတွေကိုတော်လိုင်းတပ်ဖွဲ့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်လိုက်လို့ထွက်ပြေးရပါတယ်ဆိုတော့စစ်ပြေးတွေပေါ့ဘယ်လိုပြောတိုက်ပွဲရှောင်နေပေါ့နော်တိုက်ပွဲရှောင်နေဒါခုနလိုကြောက်ပြီးတော့ထွက်ပြေးရတဲ့ကောင်တွေအဲအဲ့လိုကောင်မျိုးတွေနဲ့စူးစီးထားတဲ့နေရာဖြစ်တယ်ဒါတကယ်တွက်ကြည့်မယ်ဆိုရင်တော့အများကြီးပြအင်ကဘာလို့လဲဆိုတော့ရှေ့ပိုင်းမှာကျွန်တော်တို့ဒါကစူးတို့နန်ဆန်ရန်တို့အဲ့လိုပဲဒါဗမော်မြကြီးနားလမ်းကြောင်းတစ်လျှောက်က အဲလမ်းဘယ်ဘက်ချမ်းပဲဖြစ်ဖြစ်ညာဘက်ချမ်းပဲဖြစ်ဖြစ်စစ်စခန်းပဲဖြစ်ဖြစ်ပေါ့နော်ရှေ့တန်းစခန်းပဲဖြစ်ဖြစ်နောက်တန်းတရင်ဌာနချုပ်ပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေအကုန်လုံးကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကရှင်းလင်းတိုက်ခိုက်ခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီကနေပြီးတော့ထွက်ပြေးရပါတယ်ဆိုတော့မသိလို့ပေါ့မသိလို့ထွက်ပြေးရပါတယ်ဆိုတော့ဒါစစ်ပြေးပေါ့နော်အဲစစ်ရှုံးပြီးတော့ထွက်ပြေးတဲ့စစ်ရှုံးကောင်တွေပေါ့နော်အဲ့ကောင်တွေကအဲ့လိုနေရာမှာသွတ်စုတယ်အဲ့လိုနေရာမှာသွတ်စုပြီးတော့အခုဆိုရင်သူကဒါ အဲမြို့တွေကအချို့နေရာတွေမှာသူတို့နေရာယူထားတယ်မြို့တွေကိုဝင်နိုင်မဲ့အချို့လမ်းကြောင်းတွေမှာနေရာယူထားတယ်ဒါခုနလိုဘောမောတက်ကတော်လိုနေရာမျိုးတွေသူတို့ယူထားတယ်အဲစူပေါင်းယုံလိုနေရာမျိုးတွေစီပင်လိုနေရာမျိုးတွေဒါချာတင်ကြောင်းတွေပေါ့နော်အဲ့လိုနေရာမျိုးတွေကိုသူတို့အဲတက်ဆွဲပြီးတော့ဒါခုနလိုဖြန့်ခွဲပြီးတော့ခုနလိုခန့်စစ်ပြင်ဆင်နေရတဲ့အနေအထားတွေဖြစ်လာတယ်ဒါမဲ့လည်းတစားတစားနဲ့တော်လိုင်းတက်ဖွဲ့တွေကအဲတတက်ပြီးတတက်ပေါ့နော်အဲတပွိုင်ပြီးတပွိုင်ကို selection လင်းတိုက်ခိုက်ဖို့အတွက်စူးစမ်းနေတာဖြစ်တယ်နောက်တစ်ခုကနောက်ထပ်သူတို့အတွက်အင်အားတစ်ခုဖြစ်နေသေးတာကဘာလဲဆိုတော့ဒါ ဗမော်အချင်းထောင်လိုနေရာမျိုးတွေပြီးရင်ဒါတက်ထဲမှာရှိတယ်ပေါ့နော်ဘိုကင်းအချုပ်လိုကအချုပ်လိုနေရာမျိုးတွေကစစ်သားတွေပေါ့နော်အချုပ်ချခံထားရတဲ့စစ်သားတွေအချင်းချခံထားရတဲ့စစ်သားတွေပေါ့နော်တကယ်ဆိုရင်တော့ဗမော်အချင်းထောင်လိုနေရာမျိုးမှာအချင်းကျနေပြီဆိုရင်အဲ့စစ်သားတွေစစ်သားပြန်လို့လို့မရဘူးသူကရက်ဘက်ထောင်ဖြစ်သွားပြီအဲ့ကျသူကလုံးဝဒါအပြင်လူတယောက်အနေနဲ့သူထုတ်ပေးရမယ့်ဟာပေါ့နော်အဲဒါပေမဲ့လည်းအခုကျအဲ့လိုအခြေအနေမဟုတ်ဘဲနဲ့သူတို့အသေးအတန်ဖြစ်နေတဲ့အခါအဲ့ထဲကသူတွေကိုပြန်ထုတ် ပြီးတော့ယာရုပေးတယ်လက်နဲ့ပြန်တက်ဆင်တယ် အပိဓာနဲ့တိုက်ဝဲပြန်ဝင်ခိုင်းတဲ့အနေအထားတွေဖြစ်လာတယ်။သူတို့ရဲ့စစ်ကူစစ်အင်အားတွေတော်တော်လေးကိုဖြိုပြဲဖြစ်လာတဲ့အခါဒီလိုနီလန်းမျိုးတွေပါထုတ်သုံးရတယ်။အဲနောက်တစ်ခါအချုပ်ကျနေပါလေဆိုတော့ဘိုကင်းကအချုပ်ကျနေတဲ့စစ်သားတွေကိုလည်းပြန်ပြီးတော့ဒါသူတို့ရဲ့ပြစ်မှုတွေကိုပေါ့နော်မင်းတို့ဒါဒီပြစ်မှုဒါမင်းတို့ဖြစ်တယ်ဆိုရင်ဒါပါတော့စစ်စင်ရှောင်လွဲတယ်။အဲရှောင်လွဲလို့အတွက်သူ့အတွက်ည20ကြာမယ်။အဲအဲ့လိုည20ကြာမယ်ရေးကိုမင်းည20မကြခြင်းဘူးဆိုရင်အခုလိုမျိုးလက်နက်ပြန်ပြီးမှပြန်တိုက်ပြန်တိုက်မယ်ဆိုရင်မင်းရဲ့ပြစ်မှုပြစ်ဒဏ်တွေကိုပပျောက်ပေးမယ်။ဒါမှမဟုတ်လေ ရော့ပေါ်ပေးမယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြန်စီယုံပြီးတော့ဒါအင်အားအနေနဲ့ပြန်အသုံးပြုနေတာရှိလာတယ်ဗောနော်ဒါတော့ဗမော်မှာဒါရှိတဲ့စစ်တပ်ဘက်ကအဲသူတွေရဲ့အခြေအနေဗောနော်နောက်တစ်ခုကတော့အဲစစ်ကောင်စီကအဲဘလို့မှအနာပေးလို့မရတဲ့အထဲမှာပါတယ်ဆိုတာကိုလည်းပြောကျင်တယ်ဗောနော်ဘာလို့လဲဆိုတော့သူတို့ခံစစ်တောက်လျှောက်ဆင်နိုင်မှုအတွက်ဆိုတာမလွယ်ကူမှန်းသူတို့တည်တယ်တည်တဲ့အခါကျတော့သူရဲ့နောက်ထပ်အရန်တစ်ခုအနေနဲ့ဗောနော်ဒါဝိုင်းမော်ဘက်တွေမှာဆိုရင်သူတို့စစ်ကြောင်းတွေဆက်ထိုးတယ်ဆိုပြီးတော့တည်ရတယ်အဲကြသူက အဲဒီနေရာအတွက်ကိုထပ်ပြီးတော့ဒါသူတောင်းခံဖို့အတွက်သူမနေစူးစမ်းမယ်ပြီးရင်နောက်တနေရာနေပြီးတော့အဲဒီနေရာကိုတိုက်ခိုက်နေတဲ့တော်လိုင်းအင်အားစုတွေကိုတနည်းနည်းနဲ့ရင်ဆိုင်ဖို့ဒါမှမဟုတ်လေအဲတိုက်ခိုက်ဖို့အတွက်ကိုသူစူးစမ်းလိမ့်မယ်အဲတော်လိုင်းတပ်ဖွဲ့ဘက်ကအာယုံထွေပြအောင်ပဲဖြစ်ဖြစ်ဒီသူတို့အသေးအံခန်းစစ်ဆင်နေရတဲ့နေရာကိုအာယုံရော့ပါအောင်ပဲဖြစ်ဖြစ်သူတို့နှီးမျိုးစုံနဲ့တော့တုံးလာတာမျိုးတွေရှိလာတယ်ဗောနောနောက်တစ်ခုကတော့လေချောင်းပစ်ကူပေါ့လေချောင်းပစ်ကူကိုတော်တော်လေးကို အဲပြင်းပြင်းထန်ထန်သူတို့အသုံးပြုနေရတယ်။ဒါကိုကြည့်ချင်းအဖြစ်သူတို့တွေတော်တော်အချိန်နေဆိုးနေဆိုးဒါတတ်မှတ်လို့ရတယ်။ဒီကြောင့်ပြစ်ကိုအသေးအံအဲ့လိုမျိုးသုံးပြီဆိုနေကသူတို့တော်တော်အချိန်နေဆိုးနေလို့ပေါ့နော်။အဲသူတို့စီမှာရှိတဲ့ drone တွေအားစချို့နေရာတွေမှာအသုံးပြုလို့မရတော့တဲ့အနေအထားတွေဖြစ်လာတယ်။ဒါကလည်းတော်လိုင်းတက်ဖွဲ့တွေကနေ့စဉ်နဲ့မျှဘာလုပ်ရမလဲဆိုတဲ့စိတ်မျိုးနဲ့အောင်မြင်မှုရအောင်အဲမြေတန်းကျူစဉ်းစားမပြတ်စူးစမ်းနေတဲ့ရလက်တွေပေါ့နော်။အားကြောင့်မလို့ဒါတစ်ချိန်နဲ့တစ်ရက်တည်းတစ်ချိန်နဲ့တစ်နေရာတည်းကိုလေးရင်၅စီးလောက်ပြုံပြီးတော့ လေချောင်းပြစ်ကူပြစ်နေရတဲ့အနေအထားမျိုးတွေအထိသူတို့ရင်ဆိုင်နေရတယ်ပေါ့နော်ဒီလိုမျိုးလေချောင်းပြစ်ကူတွေပေးသလိုတစ်ဖက်မှာလည်းထိုးစစ်ပြန်ဆင်နိုင်ဖို့အတွက်သူတို့စူးစမ်းနေတဲ့အရေးအယောင်တွေတွေ့ရတဲ့အခါဒါကိုကြိုသိတဲ့ KIA နဲ့ PDF ပူပေါင်းတပ်ဖွဲ့တွေကလည်းအဲသူတို့စစ်ကူသွားနိုင်တဲ့လမ်းကြောင်းတွေကိုကြိုပြီးဆင်းပြီးတော့ဖျက်တော့ပိတ်ဆို့တာတွေတိုက်ခိုက်တာမျိုးတွေလုပ်တယ်။ဒါအရင်ရက်ထဲမှာဆိုရင်ဒါကတားကနေအင်းတော်သွားတဲ့စစ်ကူပေါ့နော်။အဲအဲစစ်ကူကိုဒါဖျက်ပြီးတော့ပြင်းလိုက်တာအဲအယောက်30လောက် ဒါလက်နဲ့ချပြီးတော့ဗောနော်အရှင်ဖန်းခံရတယ်အဲ့ချိန်မှာဆိုရင်ဒါအချို့ဆိုရင်ပြောတယ်အာသူ့ထက်ငါအရင်လူရက်တွေပြောကြတယ်အာကျွန်တော်တို့ကဘလို့ဆွဲခံရတာပါကျွန်တော်တို့ကဘလို့စုဆောင်းခံရတာပါဆိုတဲ့ပုံစံမျိုးတွေဗောနော်ဒါဘာသာတွေကိုအတုံးချနေတဲ့ဟာမျိုးတွေလည်းတွေ့ရတယ်အဲ့လိုမျိုးဒါဆင်းပြီးတော့ဖြတ်တောက်ပိတ်ဆို့တိုက်ခိုက်တာမျိုးတွေကိုလည်းဒေါ်လိုင်းတက်ဖွဲ့တွေကစဉ်းစားမပြတ်လှုပ်တယ်ဗောနော်အဲနောက်ဆုံးတစ်ခုဒါကျွန်တော်ပြောချင်တာကတော့ဒါ KIA နဲ့ PDF တက်ဖွဲ့တွေကဗောနော်ဟိုသူတို့ရဲ့စီရေးရှိမှန်းချက်ခါဒါဘမောတစ်ခုလည်းမဟုတ်ဘူးဗော ပြောရမယ်ဆိုရင်တော့ဒီဘမောရပြီးရင်တော့ဆက်ပြီးတော့ပြင်းပါအဲတော့ကျတော့ဘမောကလည်းအချိန်တန်ရကိုရမယ့်အရာဖြစ်တယ်ပြီးတော့မြေကြီးနာကိုတိုက်ဖို့အတွက်ဆိုရင်ဘမောကအရေးကြီးတယ်လို့ဘမောကိုတိုက်ဖို့အတွက်ဆိုရင်လည်းမြေကြီးနာအရေးကြီးတယ်ပေါ့နော်အဲတော့လေချောင်းတင်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေအတိရှိရတယ်ပြီးတော့နေမြေတင်းနဲ့ပတ်သက်တဲ့ဟာမျိုးတွေတိရှိရတယ်ဆိုရင်လည်းဒလိုင်းတက်ဖွဲ့တွေကိုတင်းပေးနိုင်ဖို့အတွက်စူးစမ်းစီခြင်းနဲ့အဲပြီးတော့ဒါအချိန်မတိုင်ခင်မှာပေါ့နော်အချို့အကြောင်းအရာတွေမထုတ်ပြန်ခင်မှာကျွန်တော်တို့အဲပြည်သူတွေအနေနဲ့ရောဒီအကြောင်းအရာတွေကိုသိပါတယ်ဆိုတဲ့သူတွေအနေနဲ့ရော အဲတပ်ဖွဲ့တွေရဲ့ထုတ်ပြန်ချက်ကိုစောင့်ပြီးမှပဲထုတ်ပြန်တင်နေဆိုတာလည်းပြောချင်တယ်ဒီရက်ထဲမှာကိုပဲအတက်စရာတွေအများကြီးရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒါဒလိုင်းတပ်ဖွဲ့တွေကတော့လုံးဝမင်းအောင်လိုင်စီရောက်တဲ့အချိန်ထိသွားမှာဖြစ်တဲ့အတွက်ဒါပမောဆိုတာလည်းဘာမဟုတ်ဘောเนาะအချိန်တိုင်တော့ကျွန်တော်ကရရမယ်အောင်ပွဲတစ်ခုဖြစ်လာမယ်ဆိုတာကိုလည်းပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်